အမြဲတမ်းမှရက်ဆက်ချမ်းတမ်းတဲ့တရေတဲ့ဘက်တွေကိုလူလောကကိုလွတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကောင်းတွေကလူတွေကိုနှိပ်စက်လို့တေနဗဟုမနုဿာကာလံကရောတိတဲ့လူတွေဟာအသိဉာဏ်လာအဲ့မှာဒီလူတွေတရေတွေတဘက်တွေကိုအဓိကထိမ့်သိမ့်နေတာကုဝေဒသို့မဟုတ်ဝိတ္တနာမညအထိမ့်သိမ့်တယ်ဘုရားဟိုသူလျှောက်တယ်ရှင်ဘုရားတဲ့ရှင်ဘုရားရဲ့တပြည့်တကားတယ်ကမှလည်း အလုံးဖရာတရားသံဃာယရဏသမကိုယ်ဝဲစိတ်ကတဲ့ပုဂ္ဂိုလ်တွေဒီတရားတစ်ပတ်တည်းမနှိမ့်ဆက်အောင်အတ္တနာရိယပြိတ်ကိုရွတ်ပါဆိုတာသူကဘုရားကိုလျှောက်တာမြတ်စွာဘုရားလာလျှောက်တော့ဘာတွေလျှောက်သွားတော့ဆိုဒီကောင်တွေကတဲ့လည်းရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဘုရားတရားကြီးညိုတဲ့အကောင်တွေရှိတယ်လို့မကြီးညိုတဲ့အကောင်တွေလည်းရှိတယ် မချညိုတဲ့ကောင်တွေကများတယ်တဲ့။ဘာဖြစ်လို့မချညိုတာတော့ဆိုရင်သူများတယ်တရားဟုသူများဥစ္စာမခိုးရဘူးသူတို့ကတာမယာမစောဘူးဒီကောင်တွေကအကုန်လုံးထားတယ်အဲ့ဒါ။အရင်မတော်အောင်ဆိုဒီကောင်တွေအကြိုက်ဆုံးပဲတဲ့အဲ့ဒါ။အဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးအောင်ဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတာမကြိုက်ဘူးတဲ့။ဘုရားကမချညိုမချညိုတဲ့ကောင်တွေများတယ်။အဲ့မချညိုတဲ့ကောင်တွေထဲမှာ သူတို့စကားနားထောင်တဲ့ကောင်တွေရှိတယ်လို့နားမထောင်တဲ့ကောင်တွေလည်းရှိတယ်။ပြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်တွေအများကြီးရှိတယ်တဲ့။အဲ့ဒီနားမထောင်တဲ့ကောင်တွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမည်ညက်။အမိတ်ပြန်တဲ့အခါမှာဘလို့မိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားတန်ခါရတော့သမကိုကိုယ်ကစိတ်ကတဲ့လူတယောက်ကိုနှိပ်ဆက်ဖို့ချောင်းနေတယ်အခွင့်ရှားနေတယ်အနိမ့်မှာကတ်ထိုင်တယ် တော့တခုလှုပ်ချင်နီးနားမှာကတ်ထိုင်နေတာနဲ့နော်ကိုနားမှာလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့လိုလှုပ်တယ်ကွက်ချောင်းတာအဲ့လိုချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချုပ်ရေးဘက်ကမြင်တဲ့ကောင်ကဒီကောင်ကိုတံပေးအပြစ်ဒဏ်ခံရတော့တခါလေးနင်းနေ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 တန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ်နောက်တခါပထမဆုံးအမှုဆုံးကတော့ဒီကောင်ကိုအစည်းဝေးတက်ခွင့်ပိတ်တယ် ်တရစီဝေတွက်ပိတ်အဲ့လိုအရေးယူမှုကစားပြီးနောက်ဆုံးအလွန်ပြင်းထန်တဲ့အရေးယူမှုကတော့ဘာတော့ဆိုရင်သူ့မျက်နှာကိုတပိတ်လိုတန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆွလိုက်တာတန်ခွက်ကြီးပေါက်ပြီးတော့ဆွလိုက်တယ်ဆွပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မိုနဲ့ရိုက်ထည့်လိုက်ဖြုတ်လို့မရအောင်ဒီကောင်နော်မြင်းခွာကိုတန်မိုရိုက်ထားတယ်ဆိုဖဲ့ အဲ့ဒီခေါင်းကိုတံမိုရိုက်ပြီးတော့အဲ့ဒီခေါင်းအဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့အဲအတ္တနာရိယတုတ်ခေါ်ထားတဲ့ထဲမှာရှိနေနော်အဲ့ဒီလူဒီခေါင်းတွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတာဘုရားလက်ထက်ကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုကြီးညိုကိုးဝဲတဲ့နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဘုရားနာမှာတကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူးကြောက်ကြတယ် ောဂါတွေဖြစ်လာတယ်သိကြတယ်ခြေကြတယ်ဖန်းစားလို့သိကြတယ်ဆိုမျိုးတွေဖြစ်လာတယ်တဲ့အမနုဿန္တရာကတ်ဆိုအဲ့ဒီကတ်အမဒါမရက်ဆက်ချန်တန်းနဲ့တရေတဲ့ဘက်တွေကိုလူလောကကိုလွတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကောင်းတွေကလူတွေကိုနှိပ်စက်လို့တေနဗဟုမနုဿာကာလံကရောတိတဲ့လူတွေဟာအသိများလာတယ် ိုင်းမှာဘီလူးတွေတရေတွေတပည့်တွေကိုအဓိကထိမ့်သိမ့်နေတာကိုဝေဒသို့မဟုတ်ဝိတ္တနာမကြီးအထိမ့်သိမ့်တယ်။ဖျားဟိုသူလျှောက်တယ်။ရှင်ဖျားတဲ့ရှင်ဖျားရဲ့တပြည့်တကားတကမလေး။အာလုံဖျားတရားတန်ခါရဏသောကိုဝေစိကတ်တဲ့ပုဂ္ဂိုလ်တွေဒီတရေတပည့်တွေမနှိမ့်ဆက်အောင်အတ္တန္တရိယပြိတ်ကိုရွတ်ပါဆိုတာသူကဖျားကိုလျှောက်တယ် ရသော်ဗျာလာလျှောက်တော့ဘာဒီလျှောက်သွားတော့ဆိုဒီကောင်တွေကတဲ့လဲရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဖះတရားကြီးညိုတဲ့အကောင်တွေရှိတယ်လေမကြီးညိုတဲ့အကောင်တွေလည်းရှိတယ်မကြီးညိုတဲ့အကောင်တွေကများတယ်တဲ့ဘာဖြစ်လို့မကြီးညိုတာတော့ဆိုရင်သူများတဲ့မတရားဘူးသူများဥစ္စာမခိုးရဘူးသူတို့ကသာမန်မစောဘူးဒီကောင်တွေကအကုန်လုံးထားတယ်အဲ့ဒါအရင်မတော်အောင်ဆိုဒီကောင်တွေအကြိုက်ဆုံးပဲတဲ့အဲ့ဒါ အဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးဝဘူးဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတာမကြိုက်ဘူးလေဘုရားကမကြည်ညိုမကြည်ညိုတဲ့ကောင်တွေများတယ်အဲ့မကြည်ညိုတဲ့ကောင်တွေထဲမှာသူတို့စကားနားထောင်တဲ့ကောင်တွေရှိတယ်လို့နားမထောင်တဲ့ကောင်တွေလည်းရှိတယ်ပြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်တွေအများကြီးရှိတယ်တဲ့အဲ့ဒီနားမထောင်တဲ့ကောင်တွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမင်းကြီး အမိတ်ပြန်တဲ့အခါမှာဘလို့မိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားတန်ခါရတာသမကိုကိုစိတ်ကတဲ့လူတယောက်ကိုနှိပ်ဆက်ဖို့ချောင်းနေတယ်အခွင့်ရှာနေတယ်အနိနာမကတ်ထိုင်သူကတခုလှုပ်ချင်အနိနာမကတ်ထိုင်နေတာနဲ့နော်ကိုနာမလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့လိုလှုပ်တယ်ကွက်ချောင်းတာအဲ့ဒါလို့ချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချွေးဘက်ကမြင်တဲ့ကောင်ကမှာ ထီကောင်းကိုဓာန်ပေးအပြစ်ဒဏ်ခံရတော့တခါလေးနဲ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 တန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ်နောက်တခါပထမဆုံးအမှုဆုံးကတော့ဒီကောင်းကိုအစည်းဝေးတက်ခွင့်ပိတ်တယ်နောက်တစ်ပြန်အစည်းဝေးတက်ခွင့်ပိတ်တယ်အဲ့ဒါလိုအေးအေးယူမှုကစားပြီးနောက်ဆုံးအလွန်ပြင်းထန်တဲ့အေးအေးယူမှုကတော့ဘာတော့ဆိုသူမျက်နှာကိုတပိတ်လိုတန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆုတ်လိုက်တယ် တန်ခွဲကြီးပေါက်ပြီးတော့ဆွတ်လိုက်တယ်။ဆွတ်ပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မိုနဲ့ရိုက်ထည့်လိုက်။ဖြုတ်လို့မရအောင်ဒီကောင်။နော်။ရင်းခွာကိုတန်မိုရိုက်ထားသလိုပဲ။အဲဒီခေါင်းကိုတန်မိုရိုက်ပြီးတော့အဲဒီခေါင်းအဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့။အဲအတ္တနာရိယတုတ်ခေါ်ထားတဲ့ထဲမှာရှိနေနော်။အဲဒီလူဒီကောင်းတွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတာဘုရားလက်ထက်ကြတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုကြီးညိုကိုးဝယ်တဲ့ နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဖယားနာမှာတကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူးကြောက်ကြတယ်ယောဂါရီဖြစ်လာတယ်သေကြတယ်ခြေကြတယ်ဖန်စာလို့သေကြတယ်ဆိုတာမျိုးတွေဖြစ်လာတယ်တဲ့အာမနုဿန္တရာကတ်စွာ